ီလိုဖြက်စည်းခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဒီစနစ်ကြပါပြန်လဲတိဆောက်ပေးနေခြင်းမဖြစ်ပါနဲ့ပြောရတာဖေဖေတိဆောက်ခဲ့တဲ့တပ်မတော်တပ်မတော်နဲ့လူတက်အောင်မနေခဲ့ဘူးမနေခဲ့ဘူးနော်မနေခဲ့ဘူးတပ်မတော်ဒီလိုရွေးကောက်ပွဲတွေအောင်မြင်အောင်ဒီလိုရွေးကောက်ပွဲတွေဖြစ်အောင်ဒီမိုကရေစီလမ်းမအောင်ရအောင်လမ်းကြောင်းကိုဖောက်မှတ်ပေးခဲ့တာကတပ်မတော်ကပေးခဲ့တာကိုတိုင်းရွှေကပေးခဲ့တာဒီလိုလမ်းကြောင်းပို့ရောက်ပေါ့အခုလက်ရှိအနေထားမှာလဲကြည်ဒီမိုကရေစီတပ်မတော်ကအာဏာကိုအကြာကြီးမထိန်းရင်တဲ့အတွက်ကြောင့်အကြာကြီးစုပ်ကိုင်မထားခြင်းတဲ့အတွက်ကြောင့် လွှတ်တော်တစ်ခုကိုဖြစ်မြောက်အောင်တမတော်ကနေမှဆောင်ရွက်ပေးနေရလှုပ်ဆောင်ပေးနေရဖြစ်တယ်ကျွန်တော်ထပ်ပြောပါမယ်ဒီကောက်ပွဲဆိုတာပြည်သူအသံကိုနားထောင်ပြီးပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်ဒီ2025မှာကျွန်မဒီ AI တိုင်းဒေတာကြီးရနေပြီးတော့ဝင်ရောက်အရွေးခံမယ်လို့ကျွန်မဆုံးဖြတ်ခဲ့ပါတယ်ဒီကိုနိုင်ငံကိုသမိုင်းကြောင်းတဲ့အညီဆောင်ရွက်ရတဲ့ဒီကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်နိုင်ငံရဲ့ပြည်သူ့ရေးတက်ကကျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးတက်တာဖြစ်ပါတယ်။အဲ no your product ပေါ့ uh know your uh know your own product ပေါ့နော် know your company know your people ပေါ့ဒီမှာဝင်လေးလေးဝင်ခိုင်းတော့ရှုံးနေခဲ့ပါလေရှင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ကစွန့်ကတ်တာမစားဘူးဒီပေါက်ကိုတော့ပေါက်ကွဲနေတီမို့အဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာမျိုးလေးမင်္ဂလာပါဗျဒီနေ့က17ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျမျိုးလားအားလုံးဦးလည်း လူသားရေးကထင်အောင်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မပြောရဘူးပါနော်သိပြီမှာလိုင်းမော်ဒီအထက်မတင်ပြဘူးကနော်ညကလည်းဦးစင်အားနင်းပြီးတော့ဒါ၃နိုင်လောက်က၃နိုင်၄နိုင်လောက်ကသွားတယ်သွားပြီးမှတွေ့ကြရှိတဲ့ဒီနေ့ဒါဒါနဲ့တွေ့ဆုံပြီးမှနော်သူသွားရနေရသွားသွားပေါ့နော်မနေ့ပြန်ရောက်လာတယ်ပေါ့နော်မနေ့စီရှင်းနိုင်လောက်ကြပြန်ထွက်လာအဲ့တော့အခုကတော့ဒီကောက်ဝဲနဲ့ပတ်သက်ပြီးမှခွန်ကြီးစီယုံနေတယ်ခွန်ကြီးတွေကိုအဆန်ပြီးပြီးစီယုံခိုင်းတယ်ဆိုပြီးမှဟုတ်လားဦးစင်းရဲ့ပူလေးနဲ့ဟိုဘက်က 家开五十万的，地铁五十万的嘛，我那天来来对嘛？我讲侬，我讲侬啊，那边楼，楼市又不一样嘞，那边楼的楼不一样嘞，那边的楼比较有的越往上走路，有的那种越往上走路，哎呦，我讲侬啊，那边更加在多的，但没有苏州往那边的，但但没有昆明往那边的，但没有周边往那边的，对不对？但那边当中一个中央北那一面，那倒还蛮多一个业务，我讲侬啊，跑出标配进去对不？ ်လွတ်တော်အမတ်ကြီးရဲ့အရေးချင်းကိုပြောပြနေခြင်းဖြစ်တာနော်ပြောပြနေခြင်းဖြစ်တယ်ကြာနော်ဦးဇင်းတို့ကအခုမှပြောခဲ့တာပေါ့နေဒီဆိုးကလက်ထက်အသုံးကလည်းပြောခဲ့တာပဲပါတီကိုမကြည့်နဲ့လူကိုကြည့်ဟုတ်လားလူကိုကြည့်လူရဲ့အရေးချင်းကိုကြည့်လွတ်တော်ကရဲ့အရေးချင်းကိုကြည့်ပါတီလို့အဲ့လိုပြောခဲ့တာလေနေဒီဆိုးကလက်ထက်တော့ဟာပုတ်တင်ယူရေးအပြိုလိုချင်းကောင်းကြီးဆိုတဲ့လူတွေကိုလည်းသမတပြပတ်လေးထက်အမတ်လည်းရွေးချယ်ခဲ့တာပဲမသားဝင်းပြန်ရအောင်ပါအဲ့မသားကမရှိတော့ဒီထဲမသားနဲ့ပြန်ရှင်ပြန်ရတော့ဘူးလက်ဆိုတရားမင်းစင်းပြန် ကျွန်တော်တို့ကတဲ့ဘူးလိုက်ကြီးပြောတဲ့ကံကောင်းနယ်မှာတော့ကောင်းဆန်းစုကြည်နဲ့ကြိုင်တာမဟုတ်ဘူးလေဘုကျောင်းအောင်ဆန်းနဲ့ကြိုင်နေရတာတဲ့အကြမ်းစင်းပြိုင်တော့မနိုင်ဘူးတဲ့နော်ကြမ်းစင်းတော့မပြန်တမန်နဲ့နော်အရေးချင်းပြီးတော့လည်းလုံးရီကိုင်ရေးရေးရှိလို့မဲပေးကြတာမဟုတ်ဘူးအဲ့တော့ဟုတ်လားအစွဲတစ်ခုနဲ့မဲပေးခဲ့ကြတာဟုတ်ပြီအဲ့အစွဲတစ်ခုနဲ့မဲပေးခဲ့ရလို့ဒီကိုင်ရမရှိတော့ဘူးခုမဲပေးခဲ့တဲ့အတွက်ကြောင့်လွတ်တော်ထဲမှာမဖြစ်တင်တာတွေဖြစ်ခဲ့တယ်နိုင်ငံရာကြံပိတရားကျော်ခေါ်ခဲ့လာကတိုက်ပြည်ရဲ့ဘန်နာရေအကုန်လုံးဖြုံးတီးခဲ့တယ် မောက်ကောက်ကအကြံတင်ပြီးပြီးတော့ထင်ရဆိုင်ခဲ့လို့တော်တယ်ပြောရတာဖေဖေတီဆောင်ခဲ့တဲ့တပ်မတော်တပ်မတော်နဲ့လူတက်အောင်မနေခဲ့ဘူးမနေခဲ့ဘူးနော်မနေခဲ့ဘူးတပ်မတော်ဒီဒီလိုရွေးကောက်ပွဲတွေအောင်မြင်အောင်ဒီလိုရွေးကောက်ပွဲတွေဖြစ်အောင်ဒီမိုဒယ်စီလမ်းမအောင်ရအောင်လမ်းကြောင်းကိုဖြောက်မှတ်ပေးခဲ့တာကတပ်မတော်ကပေးခဲ့တာဟိုတိုင်းရွှေရပေးခဲ့တာဒီလိုလမ်းကြောင်းဖို့ရောက်သွားအခုလက်ရှိအနေထားမှာလဲကြီးဒီမိုဒယ်စီတပ်မတော်ကအာဏာကိုအကြာကြီးမထိန်းရင်တဲ့အတွက်ကြောင့်အကြာကြီးစုပ်ကင်မထားခြင်းနဲ့အတွက်ကြောင့် လွှတ်တော်တစ်ခုကိုဖြစ်မြအောင်တမတော်ကနေမှဖောင်ရက်ပေးနေရလှုပ်ဆောင်ပေးနေရဖြစ်တယ်လှုပ်ဆောင်ပေးနေရဖြစ်တယ်ခင်ဗျားတို့ဥတည်ဦးကြီးကလည်းတမတော်သားကြီးပဲခုထောင်ထဲအင်းစိန်တဲ့ဦးဦးထောင်ထဲမှာရောက်နေတဲ့ဝင်းထိန်ကလည်းတမတော်သားကြီးပဲအဲ့ဒီကျမ်းမှာတမတော်သားကြီးအများကြီးအများကြီးပဲနော်အများကြီးပဲအခုဟုတ်ပြီခင်ဗျားဗိုလ်ချုပ်တွေအများကြီးဝင်ပြိုင်တယ်အဲ့ဒီဗိုလ်ချုပ်တွေလွတ်တော်တဲ့ ဖြစ်သွားရင်ဗိုလ်ချုပ်ဆက်လို့လို့မရတော့ဘူး။ဘာဖြစ်လို့အဲ့ဒီဗိုလ်ချုပ်တွေကိုလွတ်တော်ထဲမှာအကုန်လုံးထည့်တာလဲဘာလို့ပြန်ခိုင်းတာလဲ။သူတို့ရဲ့အရေးချင်းတိုင်းပြည်ကိုပြုတ်ပြင်ပေးအောင်လို့တိုင်းပြည်ကိုပြောင်းလဲပေးအောင်လို့တိုင်းပြည်ကိုဖြောင်းဖြက်မတ်မတ်ဖြစ်အောင်လှုပ်လှုပ်ဆောင်ပေးနေတာ။ဟုတ်ပြီဒါတော့အခက်အခဲတွေကြားမှာအခက်အခဲတွေကြားမှာမြန်မာနိုင်ငံကြီးလွတ်တော်ဖြစ်လဲအများကြီးပြုတ်ပြအောင်ပါ။ဒါမှလည်းမပြောင်းလဲဘူး။ မှမလုံနိုင်ဘူးမပြုတ်ခင်းနိုင်ဘူးဆိုလို့ရှိရင်ကျုပ်တို့တွေဝေဖန်ပေးမယ်တုံ့တက်ပေးမယ်လမ်းမောကိုထွက်ပေးမယ်သူတို့ကိုယုံကြည်တဲ့အတွက်ကြောင့်ကျုပ်တို့တွေကလာဥဒိန်စင်ကိုလက်ထက်တော့ဥဒိန်စင်ကိုယူစင်းတို့ယုံကြည်တဲ့အတွက်ကြောင့်ပြောခဲ့တယ်အဲ့လိုယုံကြည်အောင်ပြောခဲ့တဲ့အတွက်ကြောင့်လည်းပြုပြပြောင်းလဲမှုကြီးလုံးဝပြလုံးပေးတာပဲလုံးပေးတာလေပြုပြောင်းလဲအောင်လုံးပေးနိုင်ခဲ့တာပဲမြင်ပယ်လို့မရဘူးဥဒိန်စင်တိုင်းပြည်ရဲ့အတွက် ဘာလာဝဲအတွင်းလေးရှော့ဖို့တော့ကိုသမနာတယောက်အနေနဲ့အဲဇင်ကုန်နိုင်ငံသွားတော့လည်းကြည့်ရတာခင်ဗျတိုင်းပြည်အတွက်ကိုဘယ်လောက်လဲလာခံတဲ့တက်ရတာဟောင်းကြီးတွေအများစုအများစုအကုန်လုံးတော့မစိုးနိုင်ဘူးနော်ဘိုလ်ချုပ်တွေအများစုဒီညနေလွတ်တော်တဲ့ဝင်လာတယ်ဆိုဘိုလ်ချုပ်တိုင်းဘိုလ်ချုပ်နဲ့တောက်တော့ပိတ်ဆက်နေကြတာပဲရှိရအနစ်နာခံနေကြတာပဲရှိရခင်ဗျကိုလိုက်ကြည့်တို့တွေအေးစစ်စစ်နေလို့ရတယ်ဒိန်ခိုင်းပြီးနေလို့ရတယ်တို့အတက်ရွယ်နေတယ်ဒါကြောင့်ဦးဇင်းတို့ကဟုတ်လား ြောပေးတယ်စီးအောင်ပေးတယ်ဒီတမ်ဘရော်နဲ့ဘယ်သူအဆင်ပြေအောင်ပေါင်းနိုင်တယ်လဲဒီနိုင်ငံမတိမငြိမ်ဖြစ်နေတာလို့တော့ရောက်တဲ့ခါမှာတမ်ဘရော်နဲ့အဆင်ပြေအောင်တမ်ဘရော်နဲ့ညီညွတ်အောင်ဘယ်သူတွေကပေါင်းနိုင်တယ်လဲဘယ်သူတွေကအဆင်ပြေအောင်ပြောနိုင်တယ်လဲလက်ရှိအနေအထားညီညွတ်နေမှာဖြစ်မှာစီးလုံးနေမှာဖြစ်မှာအဲ့လိုစီးလုံးနေမှာတိုင်းပြည်ကတိုးတက်မှာကြောင်းလဲမှာဒါအောင်များပြည်သူများအားလုံးသိသိကြပါလေနော်အဲကြောင့်မို့ဦးဇုံတော်ကပေါင်းတဲ့အမတ်တွေရွေးချယ်တဲ့နော်အမတ်တွေအားလုံးရွေးချယ်ပေးနေတာ မလကားယခုခေရွေရွေးသိရှိတယ်ဒကာယခုတင်ဦးလွယ်တော့ဟုတ်လားအများကြီးပါပဲအခုခင်ဗျဒကာယဦးမြထွေးဦးလို့ပြောဦးလဲအောင်မေတာသာမှာဆိုလို့ရှိရင်ဘုချုပ်တေသကျော်တို့အများကြီးအများကြီးအများကြီးခင်ဗျဟုတ်လားအများကြီးရှိတယ်သူတို့တွေအများကြီးကိုကလောက်ထားကြတာအများကြီးရှိသေးတယ်သခိုင်းမှာဆိုလဲမှာကြည့်ဘုကျုပ်တဲ့ပုံဘုရားဘုကျုပ်ကြီးတဲ့ပုံဟုတ်လားဒီစီးအများကြီးเนาะဒါကြောင့်မို့သူတို့တွေဦးစင်းတော့ဟုတ်လား မတွေ့နဲ့ဆိုမတွေ့ဘူးဗျအမြင်ဘူးဗျသူတို့ရဲ့လောကကြီးသူတို့ရဲ့စီအောင်ရုံတည်တယ်။အမြင်သားသမားဝေပြိုင်မဲ့ဘုဇုတ်ဒေသကြောင့်မတည်ဘူးမတွေ့ဘူး။ဒါပေမဲ့သူတို့တမိုင်းကိုဦးစလို့လိမ့်လာတယ်။ဘုဇုတ်လက်ဘုအဲ့သူတို့တမိုင်းကိုလိမ့်လာတယ်။ဒကာကြီးဥတည်ဦးလွန်တို့ဦးစင်းတို့စကားပြောဦးတယ်လေ။ဒကာကြီးဥခိခဏခဏစကားပြောဦးတယ်။ဒီလိုတွေနဲ့ဆက်ဆံအောင်မြင်ဘူးတဲ့။ဒီလိုတွေနဲ့ထိတွေ့မှုသူ့ရဲ့အရေးချင်းအများကြီးလှုပ်ဆောင်ကြတာဦးစင်းတို့တည်ရလေ။ အများကြီးပါဗျနော်အဲ့တော့ကျန်တဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းတွေခြားခြားပါတီရဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းတွေကိုလည်းဥစဉ်တို့ဝေဖန်တုံ့တက်အောင်ပါဘယ်သူမှဥစဉ်တို့လှူလို့မဟုတ်ပါဘူးလှူလည်းမလှူပါဘူးဗျအဲ့လောက်ထိလည်းလူတို့တွေလိုက်ကန်းဆုံးတိကျတူတင်မဟုတ်ပါဘူးဗျနော်ငါတို့ပြောပြပါတယ်ငါတို့ပေါ့ကူတော့ကြောင်းတော့တွားလည်းဟာစီတွားလို့မယ်ဆန်တွားလို့မယ်ဥစဉ်တို့တတ်မတော်တိုင်းဝင်မရှိပါဘူးနော်ပေါ့ကူတော့ကိုယ်တိုင်ရတာတွားလှူနေရေးဖြစ်ပါလေဗျနော်ကထင်ရတဲ့မှာတော့ဥစဉ်တို့ဘကူတိုင်းနဲ့လားမတူညောင်ချိုးပဲရခိုင်နယ်စပ်ပေါ့ဗျညောင်ချိုးကြောင်းပို့ပြီးတဲ့ရိတ်ခါကိုကြောင်းပို့ပြီးတဲ့ တိန်းတရာကျိုးရောက်ပို့ပေးတယ်။အဲ့ပြမှာခုစတားလင်လို့တဲ့ရောက်ဝဲမယ်။ရောက်ဝဲမယ်စတားလင်ပေးတယ်ဟုတ်လား။ရောက်ပို့ပေးမယ်။ဘာဥစဉ်စီကပတ်စံလည်းပြီးတော့လူထားတဲ့တမတော်ချင်းတဲ့နိုးလူနဲ့ပြီးတော့လူထားတဲ့ငွေဖြစ်နေရတဲ့ကြောင့်ဥစဉ်တော့ကတိုင်းပြည်ဆိုဘာဖြစ်လို့ဥစဉ်အဲ့လိုထောက်ကန်နေရလဲ။အများဆုံးတိုင်းပြည်ငြိမ်းချမ်းစေချင်လို့အေးချမ်းစေချင်လို့တိုင်းပြည်ကြီးငြိမ်းချမ်းသွားတယ်တိုင်းပြည်ကြီးအေးချမ်းသွားတယ်ဆိုရင်ပေါ့ကူတော့ခင်ဗျတို့ဒီပုံစံဒီနေထားနဲ့ခင်ဗျတို့မမြင်ရပါဘူးဥစဉ်တော့ကလည်းအဖြစ်ဖြစ်ခံပြီးပြောနေရပါတော့ ။ဦးဇင်းတို့ဒီလိုတချို့ဟာတွေပြလိုက်လို့အပြစ်ဖြစ်တယ်ဆိုတာအတိပါတယ်။ဦးဇင်းတို့ကလေးကလေးကဝင်လာတာ။ဟိုမိရကြီးကလေးကလေးကတင်းလာတာပါ။စတုံးနေတာလည်းတင်းခန်းစီလာတယ်။အခုဦးဇင်းတက်40ပဲ။ပဲနော်။ဒါလေးမျိုးပြည်သူများအလုံးသိစေချင်ပါအလုံးပါပဲ။2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာအသိပညာပေးနှိုးဆော်မှုများအတွက်ရုပ်ရှင်အမှုပညာရှင်များပါဝင်ရိုက်ကူး ဒီဇင်ဘာ28ရက်တွင်စတင်ကျင်းပမည့်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်အသိပညာပေးနှိုးဆော်မှုများရိုက်ကူးရေးတွင်ရုပ်ရှင်နုပညာရှင်များပါဝင်ရိုက်ကူးခဲ့ကြောင်းသိရသည်ထို့သောရွေးကောက်ပွဲဆိုင်ရာပြည်သူအသိပညာပေးနှိုးဆော်မှုများရိုက်ကူးရေးတွင်ရုပ်ရှင်နုပညာရှင်များဖြစ်ကြသည့် Academy PTU Academy ဆိုင်းဆိုင်ခန့်လိုက် Academy ထွန်းထွန်း Academy ရွှေထူးညီနန္ဒဟိန်ဝေရန်ပိုင်တခွန် အောင်ရဲလင်းအလင်းရောင်တိုင်းရုံလွမ်းပိုင်ကျော်ထက်အောင်ထူးအောင်အကယ်ဒမီထွန်းအင်ဒရာဘူအကယ်ဒမီခိုင်တင်းကြီးအကယ်ဒမီအင်ဒရာကျော်စင်အကယ်ဒမီစိုးပြေတစင်အကယ်ဒမီဖွေးဖွေးအကယ်ဒမီဝုံမုံရွှေကြီးအကယ်ဒမီချောရတနာအကယ်ဒမီအေးမြတ်သူအကယ်ဒမီရွှေမုံရတီး အကယ်ဒမီခင်ဝင့်ဝါမိုးဟေကိုရုံးဝတီလွေမိုးပိုးမမီတာယတနာဘူတရင်စာဝင့်ကျော်ဖူးစုံနော်ဖောအေထားဆောင်းဝီမီမေပကြီးတဲစုငိမ်မေမီကိုကိုနဲ့ရွှေသမီးတို့ကပါဝင်ဆောင်ရွက်ခဲ့ကြောင်းသတင်းထုတ်ပြန်ရေးဖွဲ့ကထုတ်ပြန်သည့်ပြည်သူများလိုလားသည့်ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှင့်သာဖော်ဆောင်နိုင်မည်ဖြစ်ရာပြည်သူတရက်လုံးကရွေးကောက်ပွဲကြီးတွင်ပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွဖော်ဆောင်ကြရန်အတွက်ပြည်သူချစ်တော်ရုပ်ရှင်နုပညာရှင်များကလည်းတစ်ဖက်တစ်လမ်းမှ ပူပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာနိုဝင်ဘာ9ရက်မှစတင်ပြီးရန်ကုန်မြို့အမှုပညာရေးဝန်ထမ်းရုပ်ရှင်ဒါရိုက်တာများနှင့်အမှုပညာရှင်များပူးပေါင်း၍အသိပညာပေးနိုးဆောင်မှုများရိုက်ကူးရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်သည်